ဒေါက်တာတိုင်းစစ်မိုးဂွေလိုကိုတရားဒီအငါချသွားမယ်ချဲစီဗရိတ်မြောင်လုံးမမိပါဗျာဘလူးလိုင်းကင်းကနေပြန်လေကြိုလဲပါရင်ဒီကနေ့မှလည်းချဲစီတင်းနဲ့ပတ်သက်လို့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုပရိသတ်များအတွက်အောက်လို့တင်ဆက်ပေးလိုက်ရပါရင်ချဲစီကသူရဲ့ညီမကလပ်ဖြစ်တဲ့ Strafford အသင်းထံအငါချထားခဲ့တဲ့ဂိုဒမပက်ချိုဗစ်နဲ့ကွဲလဲလူအန်ဒရီဆန်တိုတို့နှစ်ယောက်ဟာအငါစာချုပ်တရံကုံဆုံးသွားပြီဖြစ်လို့ချဲစီအသင်းထံပြန်လေရောက်ရှိလာတော့မှဖြစ်ပါရင်ပက်ချိုဗစ်ဟာ Strafford နဲ့အတူလက်ဆွမ်းကောင်းတွေကိုပြသနိုင်ခဲ့တာကြောင့်တော့ဘလီတို့ကပက်ချိုဗစ်ကိုချဲစီမှာနေရာပြန်ပေးခြင်းနေပါရင် ချဲစီတင်ရဲ့အားချရတဲ့လူငယ်တိုင်းစစ်မှုလေမက်ကွေယူကိုလာမယ့်ရာသီမှာအငှားချသွားဖို့အတွက်ချဲစီတင်ကပြင်ဆင်နေပါတယ်။ကွေရူက conference မှာတောက်ပါခဲ့ပေမဲ့စီနီယာအသင်းကြီးမှာအားကိုးလို့ရတဲ့ကစားမတရားဖြစ်ဖို့အတွက်အတွေ့အကြုံတွေထပ်မံရှာဖွေဖို့လိုအပ်သေးတယ်လို့ချဲစီတာဝန်ရှိသူတွေကသတ်မှတ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ကွေရူရဲ့ခြေစွမ်းနဲ့အစင်တန်းမျိုးက Champions League ကလပ်မှာတွားခတ်စားရတဲ့အနေအထားမျိုးတော့မဟုတ်သေးဘူးလို့ချဲစီဘက်ကတုံ့တက်ထားပါတယ်။ဒါကြောင့်လည်းကွေရူကို Spain ကလပ်တစ်ခုဖြစ်စဉ်ချဲစီရဲ့ညီမကလပ်ဖြစ်တဲ့ Stratford Town ဖြစ်စဉ်တရားသည့်အငှားချသွားမှာဖြစ်ပါတယ်။ ပြေချင်နေပြလူဝစ်အင်ဒရီကတော့ချန်ပီယံလိဖိုင်နယ်ပွဲမှာသူအသင်းဟာအင်တာမီလန်ကိုအသက်ရှူဖို့အချိန်အောင်ပေးခဲ့တဲ့အထိစွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။အင်ဒရီကကျွန်တော်တို့ဒါကိုမာစတာပြီလို့ခေါ်လို့ရမလားမသိပါဘူး။ကျွန်တော်တို့အရန်ကောင်းတဲ့စတင်မှုရရှိခဲ့ပါတယ်။ကျွန်တော်တို့အသင်းကဒီညမှာအရန်ကိုထူးထူးခြားခြားကောင်းမွန်နေခဲ့တယ်။ကျွန်တော်တို့အင်တာကိုအသက်ရှူချိန်အောင်ပေးခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ဆူပလာပီလိုထဲမှာပျောက်ဆုံးနေတဲ့တခုတည်းသောဆူပလာဟာချန်ပီယံလိပါပဲ။အခုတော့ကျွန်တော်တို့အိတ်ဖလားကိုရပြီ။ဒါပေမဲ့ကျွန်တော်တို့ဘောလုံးကဘာကိုဆက်ပြီးတိမ့်ပိုင်လွှမ်းမိုးထားချင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ရနိုင်ငံမှာခေါကဘာပွဲတွေဝင်ထိုးနေတဲ့စိုးမိုးစော်ကတော့ဂျိုးပီရဲ့ဖြစ်ပျက်ပေါ်တက်ဆိုင်ရာတာဝန်ရှိသူတွေကိုဟော်လိုလိုဒီလိုလိုလုပ်နေကြပေမဲ့ကမ္ဘာ့ရပြည်သူတွေဘက်ကတော့ဂျိုးယူဘက်ကနေညက်တီပေးနေကြကြောင်းပြောကြားလာခဲ့ပါတယ်ဂျိုးပီရဲ့ပွဲတုန်းကသူ့အနေနဲ့မြန်မာနိုင်ငံကိုပြန်ရောက်နေတာကြောင့်အခုလိုမျိုးဖြစ်တင်တာတွေဖြစ်ခဲ့ရကြောင်းလည်းစိုးမိုးစော်ကမခံမရနိုင်ဖြစ်လို့နေပါတယ်